မင်္ဂလာပါရှင် AR ရဲ့တန်လွင်စီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါစေဗျာ။ခုနားဆင်ကြရမှာက AR ကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွင်စီစဉ်ပဲဖြစ်ပါလေ။ကျွန်တော်ကရဲနေပါ။ဒီတစ်ပတ်စကားဝိုင်းမှာပါဝင်ပေးဖို့မြန်မာနိုင်ငံသတင်းဌာနရဲ့အေဒါဂျုံနဲ့ဥတွဲထီထောင်သူ ကိုဆွေဝင်းကို AR ရဲ့စတူဒီယိုထဲကို ဖိတ်ခေါ်ထားပါတယ်။ကိုစိုးဝင်းဟာ2010ခုနှစ်တွင် နောက်ပိုင်းမြန်မာနိုင်ငံကြီးပြောင်းလဲပြီးမဆတ်တင်မီအေယာဝတီသတင်းဌာနမှဝင်ရောက်လုကင်ခဲ့ဘူးပြီး2015မှာမြန်မာနောင်သတင်းဌာနကိုရန်ကုန်မှာဆတ်တင်ထီထောင်ပါတယ်။အဲသူဟာရန်ကုန်ကအင်းဝအချုပ်ဆိုင်ကဆယ်ကျော်သက်အင်းဘော်လုံသမား2ဦးကိုအကြမ်းဖက်တာစုံစမ်းဖော်ထုတ်ခဲ့လို့2016ခုနှစ်စက်တင်ဘာလမှာမြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တမရရဲ့ဂုံပြုမှတ်တမ်းပြည့်အပ်ချင်းမြင်ခြင်းခံရပါတယ်2018ခုနှစ်ဥက္ကိုနီကိုလှုပ်ကြံခဲ့တာနဲ့ပတ်သက်ပြီးလဲစုံစမ်းဖော်ထုတ်ခဲ့ပါတယ်2018ခုနှစ်မှာသူကိုယ်တိုင်အရင်ပြန်တိုက်ခိုက်တာကံလာရပြီးတော့2018မလမှာမဘာတာဖုန်ကြီးဥဝီရသူကိုဝေဖန်ရေးသားခဲ့လို့ဆက်သွယ်ရေးဥပဒေပုံမှ66ကကြီးနဲ့တရားစွဲဆိုခံရပါတယ် အသူရဲ့လှုပ်ဆောင်ချက်တွေကြောင့်2019ခုနှစ်ဩဂုတ်လမှာဖိလစ်ပိုင်ကရီမွန်မက်ဆီဆီစုကိုချီးမြှင့်တာခံရပါတယ်။စုပေးတဲ့တမိုင်းတစ်လျှောက်အသက်ငယ်ဆုံးစုရရှိသူပါ။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စကားဝိုင်းကိုဆက်လက်ပြီးတော့နားဆင်ကြကြပါဦးခင်ဗျာ။ကိုစိဝင်း9နှစ်10နှစ်လောက်ကြာ ပြီးတော့မှအခုတို့ခောက်ပြန်ပြီးတော့စုံရတဲ့အတွက်ကြောင့်ဝမ်းသာရတယ်လို့မျိုးဟုတ်လား ARV စတူဒီယိုလာပြီးတော့အင်တာဗျူးပေးတဲ့အတွက်ကြောင့်လည်း ထူးကျေးဇူးတင်တယ်ကြောင်းပထမဆုံးပြောပြရသေးရ။ဟုတ်ကဲ့ကျွန်တော်ဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုရင်းဒီဟုတ်ကဲ့ခင်ဗျာ။อืมကိုရင်းဒီရခဲ့ကျွန်တော်ရဲ့အဲ့ဒါဖြစ်ခဲ့ဘူးတဲ့။ဟုတ်ကဲ့။အဲ့ဘယ်ခဏအဲ့ရန်ကုန်မှာကျွန်တော်တို့ရုံးကိုရောက်တော့2018 19ပတ်ဝန်းကျင်တည်းနဲ့အခုဆိုမဲ့9နှစ်လောက်ကြာသွားပြီပေါ့။အာနာသိမ့်ပြီးတော့ကျွန်တော်တို့အချင်းမိုင်တော့ရောက်နေချင်းမိုင်ကိုပြန်ရောက်တာပေါ့ဗျာတကယ်တမ်းခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့ရတဲ့ဥစ္စာကလည်းဟိုပထမ ဟုတ်လားဟိုအပထမအဲ exile life ပေါ့ဟုတ်လားပထမအဝေးရောက်ကာလခေတ်တွေပါကျွန်တော်တို့ချင်းမိုင်မှာပထမဆုံးစဆုံးရတာခုကဒုတိယအကြိမ်ပြန်ပြီးတော့ချင်းမိုင်ပြန်ဆုံးရတာပေါ့ဗျာဟုတ်ကဲ့ဆိုတော့အဲရာဝတီပြည်သက်အတွက်ပေါ့ဗျာကျွန်တော်တို့ပြန်ပြီးတော့ဟုတ်လားဒီရန်ကုန်မှာရှိတဲ့ဖြတ်တန်းမှုကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြောင်းတရိယရတယ်လို့မျိုးပဲနောက်ပြီးတော့အခုလက်ရှိကျွန်တော်တို့ဆိုင်ဖြတ်တန်းနေရတဲ့ အဲကာလာယူပေါ့ဗျာကျွန်တော်တို့သုံးသပ်ပြောဆိုကြတာပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ပြန်ပြီးတော့စကြင်တာကတော့ဟလာခုနကခမည်းပြောတယ်လို့ကျွန်တော်တို့ပြောကျွန်တော်ပြောတယ်လို့မျိုးပေါ့ခမည်းနဲ့ကျွန်တော်နဲ့အဲ့ဒါပထမဦးဆုံးချင်းပိုင်းမှာစပြီးတော့အရာတွေမှာအလုပ်လုပ်ကြပြီးတော့အဲ2010နောက်ပိုင်းမှာအတီးတီးတကရန်ကုန်ပြန်သွားကြတာပေါ့နော်ပြီးတော့ဟိုမှာရှိတဲ့အဲတရင် မီဒီယာကဏ္ဍမှာကျွန်တော်တို့ကြာရကြာရလာအလုပ်လုပ်ကြတာပေါ့ဆိုတော့အဲ့မှာကျွန်တော်သတိရနေသေးတာက2015-16တော့မှာထင်တာလားခင်ဗျားပထမဦးဆုံးမြန်မာနောင်းကိုစတင်ပြီးတော့တီထောင်ပြီးတော့မြန်မာနောင်းဟာလာအဲတရင်ဌာနစလုပ်တာပေါ့ဗျာဆိုတော့အဲ့ဒါဒီဒီပြန်ပြီးတော့ပြောကြရတာပေါ့ဆိုတော့အဲ့မှာခင်ဗျားဘာရွေချက်နဲ့မြန်မာနောင်းကိုစထောင်ခဲ့တာလဲနောက်ပြီးတော့မြန်မာနောင်းရဲ့အဓိကအာတာချက်က investigative report စီပေါ့ဟာလာစုံစမ်းထောက်လန်းပြီးတော့ဖော်ထုတ်ရေးသားတဲ့အတင်းစာအတတ်ပညာကိုပို့ပြီးတော့ဇောင်းပေးခဲ့တာဆိုတော့အဲ့ဒါလေးတွေပြန်ပြောပြပါအောင်ပြဘလို့ဖြစ်ပြီးတော့မြန်မာနောင်းကိုထောင်ခဲ့တာလဲဘာကြောင့်ဒီ investigative report ကိုအဲ့လိုမျိုးအထူးတလဲအဲဒုက္ခရတာလဲဒီမြန်မာနောင်းကိုကျွန်တော်စလုပ်တဲ့အချိန်တော့ဒီ writer သတင်းဌာနရဲ့ကူညီမှုနဲ့ပေါ့နော်ဒါကျွန်တော်နဲ့အတူလုပ်ကြတဲ့ တည်ထောင်တဲ့မသိန်းလဲဝင်တဲ့ဒီဌာနကိုတည်ထောင်ကြတာပါဆိုတော့အဓိကကျွန်တော်ရည်ရွယ်ချက်ကတော့ဟိုဟိုကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာတွေရှိပါတယ်မြန်မာပြည်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီအကြောင်းအရာတွေကမြန်မာပြည်ရဲ့စကုမကုမှာဟိုတားကြီးလူစိတ်ဝင်စားဘူဟိုမဖြစ်ဘူးဆိုတာလည်းတွေ့ရတယ်ပေါ့နော်ဘာလို့လဲမြန်မာပြည်ကအဲ့ဒီအချိန်မှာ55 56ဆိုအင်မတန်ကြီးမားတဲ့နိုင်ငံကြီးအပြောင်းအလဲတွေဖြစ်ပေါ်နေတယ်ဒါပေမဲ့ကျွန်တော်ရဲ့ personal ကိစ္စတွေလည်းရှိတယ် ဥမာအဖြစ်ကျွန်တော်ဒီသတင်းမီဒီယာလောကတွေကိုဘာကြောင့်ရောက်ရလဲပေါ့နော်ဆိုတော့ကျွန်တော်ကတော့တကယ်တကယ်ကျတော့သတင်းတောက်ဖြစ်ဖို့အတွက်ကျွန်တော်မရည်ရွယ်ဘူးကျွန်တော်ကဒါမှမဟုတ်စာပေကိုစိတ်ဝင်စားတယ်စာပေစာပေနဲ့ပတ်သက်တဲ့ဝတ္ထုတွေပါဒါကျွန်တော်ရေးချင်တဲ့ကိစ္စတွေပေါ့ဗျာဒါပေမဲ့2000ခုနှစ်လောက်မှာကျွန်တော်ကအဲတုန်းကကျောင်းသားဘဝနဲ့ကျွန်တော်အချင်းထောင်ကျနေအချိန်မှာအချင်းသားအမြောက်အများကိုဟိုထောင်ထဲကနေပြီးတော့မှစစ်တကပေါ်တာဆွဲသွားပြီးတော့မှရှေ့တန်းစခန်းကိုပို့လိုက်တယ်ပေါ့ဗျာ အဲ့ဒါကိုကျွန်တော်စိတ်တော်ထိခိုက်တယ်အဲ့အကျဉ်းသားတွေလည်းတည်ဆုံးကြရကြားသိရတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီအကြောင်းအရာတွေကိုဟိုရှင်းပြောရင်ဒီဟိုနှစ်ပေါင်း1962ကနေပြီးတော့2010ကြားမှာရှိမပြင်းထန်တဲ့နိုင်ငံရေးဟိုဖြစ်ဖြစ်စဉ်တွေမဟုတ်ဘဲနဲ့တခြား ဖြစ်စဉ်တွေအများကြီးအကြီးအကျယ်ဖြစ်ခဲ့တယ်အဲ့ဒါတွေကိုလည်းပဲအခုပြောနေကြမှာလေလူတွေကဟာဒါပြီးတာတွေပြောမနေနဲ့ဆိုတဲ့ဟာမျိုးဖြစ်ပေါ်လာတယ်เนาะ ဆိုတော့ခါကျဒီမိုကရေစီကြောင့်ဖြစ်ပေါ်လာတဲ့တခြားလှုပ်ရှားမှုတွေရရှိတဲ့ခါကျတော့ဟိုခုနတခြားဆက်ဆက်ခဲ့တဲ့ကိစ္စတွေဥမာအဖြစ်ကျွန်တော်တို့ဒီမော်လမြိုင်ကနေပြီးတော့မှရေးတဝဲလန်းဖောက်တဲ့အခါမှာလူတွေအများကြီးတည်ဆုံခဲ့ကိစ္စတွေအချင်းထောင်တွေအများကြီးတည်ဆုံခဲ့တဲ့ကိစ္စတွေအဲ့ဒါညပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဟိုစာဒါတွေကိုပြန်ပြီးတော့အသေးစိတ်ကျွန်တော်ပြန်လေ့လာခြင်းတယ်ဒါကျွန်တော်ရဲ့ဆန္ဒတစ်ခုပေါ့အဲ့ဒီရွေးချက်ကြောင့်ကျွန်တော်ကနေပြီးတော့မှမြန်မာနောက်မှာလုပ်မယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတည်းကျွန်တော် ကိုဟိုဘယ်လိုပြောမလဲကိုလက်ကုချင်းနဲ့လုတ်ခဲရလို့ချင်းကျွန်တော်ပို့ပြီးတော့ဒါတွေကိုလုတ်နိုင်မယ်ထင်တယ်ဆိုပြီးတော့ကျွန်တော်လုတ်ခဲတာပါအဲ့ဒီရွယ်ချက်ပဲဒါကြောင့်မလို့ကျွန်တော်အချင်းထောင်ကိစ္စတွေကျွန်တော်လုတ်ဖြစ်တာရှိတယ်တချို့နောက်ပြီးတော့မှဒီစစ်တပ်ရဲ့နဲ့ဆက်ဆက်ပြီးတော့မှအကျိုးစီးပွားရယူတဲ့စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်လေ့လာတာရှိတယ်နော်ဟိုဆိုတော့ဟိုဒီဟိုဒီနမပြအဲ့အချိန်မှာတအားကိုစပီတာမြန်နေတယ်ပေါ့နော်မြန်နေတဲ့အခါမှာတော့ ျွန်တော်တို့ရဲ့သတင်းတွေတော်များများဟာဖြစ်ပေါ်နေတဲ့နေတူတူအကြောင်းအရာတွေဟာပဲကျွန်တော်တို့အလိုလျောက်လွှမ်းမိုးသွားတယ်။ဟိုဆိုရခါကျတော့ကျွန်တော်တို့သတင်းသမားတွေပေါ်မှာပုံမှန်အတိုင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစပိနဲ့ကတချို့အကြောင်းအရာတွေလုံးလုံးမရအောင်တချို့အကြောင်းအရာတွေကတမိုင်းနဲ့ရှိတဲ့အကြောင်းအရာတွေကြားလို့ရှိရင်အချိန်ယူရတယ်အထောက်ထားယူရတယ်ကျွန်တော်တို့ကတခါတစ်စိတ်ခံစားရတဲ့အခုတည်းနဲ့လည်းလုံးလုံးမရအောင်ရေးလိုက်လို့ရှိရင်လည်းပဲဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့ကိုကအဲ့အကြောင်းအရာကိုရေးလိုက်တယ်ဒါပေမဲ့ကို့မှာအထောက်ထားရမရှိတဲ့ခါကျတော့ကိုရဲ့ဟာ ဒီနေ့ရေးပြီးတော့နောက်နှစ်ကျရင်ပျောက်တော့ပျောက်ကွယ်သွားတာပဲဘာမှဒီတကယ်ခွန်အားမရှိဘူးဆိုတာတွေ့ရတယ်အတိုင်းတော်တစ်ခုလွတ်လပ်ခွင့်တော့ရှိရရေးလို့ရရင်မှန်တယ်ဒါပေမဲ့လည်းပဲအဲ့ဓာတွေကတကယ်ဟိုဟို quality အရေးသွေးတွေမကောင်းဆန်နှုံးဆန်ချင်ဆန်ညွန့်တွေမညင်ညူဘူးသိပ်ပန်ဒီမကြောက်ဘူးဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဘလို့မှဟိုဒါမခိုင်ခတ်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ခိုင်ခန့်တဲ့သတင်းတွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအများကြီးနေ့တူတာထုတ်လို့မှဆိုတော့အဆင်မပြေဘူး ဒါကြောင့်မလို့တလားတန်းစီတပုတ်နှစ်လားတန်းစီတပုတ်နဲ့ထုတ်လို့ရနိုင်မဲ့ဟာမျိုးပေါ့နော်အချင်းတွေရှာဖွေနေနေနဲ့ဒါကျွန်တော်လက်ညမာနောက်ရောက်ရှိသွားတာဖြစ်ပါတယ်ဆိုယူစကားအောင်ရှိတယ်တော့လက်တရင်အသက်တမနဲ့ပဲခံတယ်ဆိုတော့နောက်နေ့ကြောက်လို့ရှင်ဒီတရင်ကတန်ဖို့မရှိတော့ဘူးဒါပေမဲ့ခမားအဲ့လိုမျိုးမြန်မာနောက်မှာစပြီးတော့ရေးခဲ့တဲ့အဲ့လိုနာမည်စပြီးတော့ရခဲ့တဲ့လူများအဲ့လိုမျိုးဟိုစိတ်ဝင်စားခဲ့တဲ့ဟုတ်လားအင်းဝအချုပ်ဆိုင် ငါခလေးလုတ်တမားကိစ္စဆိုရင်ဒါဒီနေ့အထိကိုအဲ့လိုမျိုးဟိုပြောနေရတဲ့သတင်းတပုတ်ဖြစ်နေတာပေါ့ဆိုလို့ရှိရင်သတင်းတန်ဖိုးလက်ရှိတဲ့ဟာလာအခုဆိုလို့ရှိရင် ပြန်ပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့ချိန်မှာဖြစ်ခဲ့တဲ့ဟာလာအအဖြစ်ပြက်တစ်ခုတမိုင်းပဲပြောရဟာတိတ်မကြသေးဘူးတမိုင်းကာလတစ်ခုတည်းရောက်သွားတော့ပေါ့တမိုင်းတန်ဖိုးလက်ရှိရတော့ပြောလို့ရဒီလိုမျိုးအဲ့လိုမျိုးပေါ့နော်ဟိုသတင်းတွေကိုခင်ဗျားတို့လုတ်ခဲ့ကြတာပေါ့ ဆိုတော့2019မှာကြတော့အဲ့ခမားကိုဟလာပုဂ္ဂလိကတက်ကက်ဖြစ်လာတယ်ဟလာပြစ်မှတ်ဖြစ်လာပြီးတော့တိုက်ခိုက်လာတဲ့အသက်ရန်ရှာလိုက်တဲ့အထိဖြစ်ခဲ့တယ်လို့မျိုးဟလာ66ကာကြီးနဲ့ပါအဲမဘာသားတရားဆွဲတဲ့အထိအဲဖြစ်လာခဲ့တဲ့အန္တရာယ်မျိုးကိုလည်းကြုံခဲ့ရတော့ကျွန်တော်တို့တွေ့ရတော့ဆိုတော့အဲ့ချိန်ကာလသတင်းစာလွတ်လပ်ခွင့်ကိစ္စကို ခင်ဗျားဘယ်လိုပြန်ပြီးတော့တုံးတက်ခြင်းလဲဗျဟုတ်ကဲ့ဒီသတင်းစာလွတ်လပ်ခွင့်ကတော့ကျွန်တော်မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေသွားပြီးတော့ဓာတ်ရိုက်အချိုးကျနေအောင်ကျွန်တော်သွားတွေ့ရှိရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့နိုင်ငံရေးအဖင်ကပြောရမစို့ရင်အတိုင်းအတာတစ်ခုထိလွတ်လပ်ခွင့်ပေးတာဆိုဒါအမှန်တကယ်ပဲ။နော်။ဒါတခြားတစ်ပိုင်းမှာလည်းပဲစစ်တပ်ကနေပြီးတော့ဒီနိုင်ငံကိုအပြည့်အဝအုပ်ချုပ်ထားတယ်ဆိုတာလည်းပဲအဲ့နှစ်ခုဟာ ဟိုဗျိုင်းတူသွားနေတယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ရတယ်။အဲ့နှစ်ခုကနေပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေတွေပဲကျွန်တော် ကရတယ်ဘောနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကလွတ်လပ်ခွင့်ဆိုတာအတိုင်းအတာတစ်ခုတကယ်အမှန်တကယ်ရခဲ့တယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကသတင်းလုံငန်းကမှာဟိုတချို့အတိုင်းအတာတွေလုတ်ပိုင်ခွင့်ရတယ်ဘောနော်။ဥမာအဖြစ်ခုနလိုမျိုးအချင်းထောင်ကိစ္စတွေထားပါတော့ကျွန်တော်တို့တွေကအချင်းထောင်တွေကိုကျွန်တော်တို့တွေကနေပြီးတော့မှသွားလေ့လာတယ်။ဟိုကျွန်တော်ဆိုလို့ရှိရင်တရားဝင်တော့လေ့လာခွင့်မရဘူးဘောနော်။ကျွန်တော်ဆိုလို့ရှိရင်အချင်းသားမိသားစုတွေရဲ့ မိသားစုဝင်အဖြစ်ကျွန်တော်ကသွားပြီးတော့မှအချင်းထောင်တွေရဲဘက်စခန်းတွေယူကျွန်တော်သွားလေ့လာတယ်နောက်တစ်ခါကျတော့တရားဝင်အဖြစ်လည်းပဲအချင်းဦးစီးဌာနကိုကျွန်တော်ကစာရီးရေးတယ်နော်အဲ့ဒါဟိုနောက်ပြီးလူကရန်သွားပြီးတော့မှလေ့လာပြီးအချက်လက်တွေတောက်တောင်းခံရရှိတယ်ပြီးလို့ရှိရင်လည်းပဲအရေးကြီးတာကတော့ဘာလဲဆိုတဲ့ခါကျတော့လူတွေရဲ့အကြောက်တရားယော့ပါသွားခြင်းပဲကျွန်တော်တို့ဘလောက်လုပိုင်ခွင့်ရတယ်ဆိုတာလည်းအရေးကြီးတယ်လို့ကျွန်တော်ကနည်းနည်းလေးပူရလာမှန်တယ်ဒါပေမဲ့တပြိုင်တည်းအရေးကြီးတာလူတွေရဲ့အကြောက်တရားဘလောက်ကြီးမာသလဲ ိုက်တုံးကလူတွေအကြောက်တရားယော့သွားကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်လုတ်ကျင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ဒီဓာရီကိုထက်ထက်ဝင်သိတဲ့တချို့သူကိုယ်တိုင်ကျူးလွန်ခဲ့တယ်။အဲ့လူတွေကနေပြီးတော့မှဒီအကြောက်တရားယော့သွားတဲ့အခါကျတော့သူတို့တွေကဟိုစတင်ပြီးတော့ပြောဆိုလာတဲ့အချက်လက်တွေဝင်မျှလာတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့ဟိုဓာရီကတော်တော်အရေးကြီးတယ်တွေ့ရတယ်။ဒါအကြောက်တရားယော့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အတိုင်းအတာတစ်ခုထိကျွန်တော် mobility ပေါ့ကျွန်တော်ကလှုပ်ရှားသွားလောက်ခင်ရတယ်။ဒါကြောင့်မလို့ ဟိုသတင်းတွေကအတိုင်းအတာတစ်ခုတည်းထဲထဲဝင်ဝင်ကျွန်တော်တို့ဒီဟိုဟိုလုတ်ခွင့်ရပါတယ်ကျွန်တော်တို့ရာလေနောက်တစ်ခါကျတော့ဒီသတင်းဆိုတာဟိုပုံမှန်အတိုင်းဆိုလို့ရှိရင်တမျိုးကြဆိုလူတွေကဟိုလူကဟိုလူပြောတယ်ပြီးရင်ထုတ်ပြန်တဲ့တစ်ခုဆိုရင်ကျွန်တော်ကသူရေးရတယ်ထင်တာလေသတင်းဆိုတာလည်းပဲဘယ်လိုပြောမလဲနှဆိုင်ရဲ့နှဆိုင်တလောက်ဟိုသွားလို့ရတဲ့ကိစ္စမျိုးပါဘယ်လိုလဲဆိုတော့ internet usage နဲ့ဟိုပန်းပင်လေးတပင်ကနေပြီးတော့ internet ရှုပ်ထွေးတဲ့တော့အုပ်ကြီးတစ်ခုလိုပဲ ကျွန်တော်တို့တွေကသတင်းတစ်ခုอ่ะအဲ့လောက်ထိကိုဖြစ်ဖြစ်ပေါ်နိုင်ပါတယ်ပြောရမှာဆိုလို့ရှိရင်လေလွတ်လပ်ခွင့်ရှိတာလေလေကျွန်တော်တို့ကပုံမှုပြီးတော့မှဒီလူအဖွဲ့အစည်းမှာရှိတဲ့ complexity ရှုပ်ထွေးတဲ့ဟာတွေကျွန်တော်တို့ကလေ့လာလို့ရတယ်ကျွန်တော်တို့တွေကနောက်ပြီးတော့အဲ့ဟာတွေကိုသိပ္ပံနည်းကြဟိုတခါတည်းပဲဆက်ဆက်ပြီးတော့မှ correlate ဆက်ဆက်ပြီးတော့မှပြည်သူလူထုကိုကျွန်တော်ကတင်ပြခွင့်ရတယ်ပေါ့အခုဆိုရင်သတင်းဌာနမှာဆိုရင်ကျွန်တော်တို့ဆိုရင်အခက်အခဲတွေအားလုံးရင်ဆိုင်ရတယ်ကျွန်တော်တို့တွေ ဟိုဒီအင်တာဗျူးလို့မရတာရှိတယ်အချက်လက်တွေတောင်းခံလို့မရဘူးပေါ့ဟိုဘာလို့ဆိုတော့အခုနမပီယာဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ပြီးတဲ့အကြီးမားဆုံးစစ်ပွဲကြီးဖြစ်ပျက်နေတာပဲကျွန်တော်တို့အခက်ခဲရပါလို့ဆိုတော့ပြည်သူလူထုအတော်လကောင်းတဦးတစ်ဖွဲ့တော်လကောင်းကျွန်တော်တို့ပြင်ပရောက်နေတဲ့ခါကျတော့တော်လိုင်းမီဒီယာဆိုပြီးတော့ထင်နိုင်တယ်ဟိုအဲ့ဒါကျွန်တော်အတွက်ဆိုရင်တော့ဒါဒီမှားရွေးနဲ့ယူဆချက်လို့မြင်တယ်ကျွန်တော်တို့ကဥပမာဆိုရင်ကျွန်တော်ကစစ်တပ်ကိုပြုတ်ပြုတ်ကြစီနေတာပေါ့ ကျွန်တော်တို့ကဘယ်နိုင်ငံမှာဖြစ်အာနာရှင်တို့ပြုတ်ကြစီတင်တာပေါ့ဒါကျွန်တော်တို့ရဲ့ပုဂ္ဂလိကဆန္ဒဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမှာကြတော့ကျွန်တော်တို့အဲ့လိုသွားလို့လူမရဘူးကျွန်တော်တို့သတင်းမှာကြတော့ဒီသတင်းကပြောရမစွေအချက်လက်တွေပြည့်စုံမှုအတွက်ခိုင်ခန့်မှုအတွက်ဒါကကျွန်တော်တို့ဟိုအရေးကြီးဆုံးစစ်တပ်ကပဲဘုံကျဲတာလည်းဖြစ်ဖြစ်တူတူတယောက်ကနေပြီးတော့ပဲလူအစုလိုက်ပြုံလာပဲတတ်တာဖြစ်ဖြစ်ကျွန်တော်တို့တွေကဟိုစာဘသူတတ်တယ်ဘာတတ်တယ်ဆိုတာခဏထားပြီးတော့ဒီသတင်းနဲ့ပတ်သက်ပြီးအချက်လက်ကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံနဲ့ဥမာတတ်တယ်တွေကဘသူတွေရှိတယ်လဲ witness တွေကဒီကနေ့ပတ်သက်ပြီးတော့မှာ ဒါတွေကျွန်တော်တို့ကမေးမြန်းနိုင်တယ်ဒီခါရတဲ့သူတွေကဘယ်သူတွေလဲဒါမျိုးတွေပေါ့နော်မျိုးစုံကျွန်တော်တို့တွေကသတင်းကိုစုံလင်အောင်လုပ်ပြီးတော့သတင်းကခိုင်ခန့်ပြီးတော့တိကျအောင်ထုတ်ဖို့ဒါကျွန်တော်တို့အတွက်နံပါတ်၁ပဲအဲ့လိုလုပ်ဖို့အတွက်ကဟိုနိုင်ငံကလွတ်လပ်လာလေဒီအဲ့ဒါကိုပို့ပြီးလုပ်နိုင်တယ်အခုဆိုရင်ကျွန်တော်တို့တွေဘာခက်ခဲတွေရင်ဆိုင်နေရလဲဆိုတော့ခါကျပြည်သူလူကတအားကြောက်သွားတယ်စစ်တပ်ဆိုလို့ရှိရင်လည်းပဲဒါကျွန်တော်တို့ကိုရန်သူအဖြစ်ပြတ်မှတ်ထားတယ်နော်နောက်ပြီးတော့ဒီ ဟိုဟာဟိုဒီတော်လိုင်းအဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့နဲ့ပတ်သက်ပြီးလို့ရှိရင်သတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့သူတို့တွေကဟုတ်စားပြိမ်မပဲအပြူသဘောဆောင်တဲ့သဘောထားရရှိမယ်လည်းပဲသူတို့တခါကျရင်စိုးရင်တိုင်းရှိရဲအဲစိုးရင်မှုတွေကစိုးရင်တင်ပါတယ်ပြောရမယ်ဆိုလို့ချင်းငါတို့ရှိအချက်လက်တွေပေါက်ကြမလားစည်ရေးဆိုတာဒါလှုပ်ဝဲရမယ်ဆိုတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့တခါကျမစီမဆိုင်အကြောင်းအကျိုးမဲ့စိုးရင်ဓာရီကိုယ့်ကိုဥမာအဖြစ်ဆိုရှယ်မီဒီယာဆင့်တို့တို့ရုပ်သံတွေပဲဖြစ်တပ်ပုံတွေပဲထုတ်ချင်ထုတ်မယ်ဒါပေမဲ့သတင်းမီဒီယာတော့သွားမပေးဘူးဒါမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုတွေ ဖြစ်ပေါ်နေပါတယ်ဆက်ဆံရေးဒီမှာဟိုဒီ communication channels ဒီကျွန်တော်တို့အများကြီးကိုဟိုပျက်စီးရတယ်အဆိုးဆုံးအခြေအနေကတော့ဘာလဲဆိုတော့ journalist သတင်းစာပညာရပ်ဆိုတာလူတစ်ယောက်ကိုဆက်သွယ်ပြီးတော့မှ interview လုပ်ရပြီးတော့ထွက်ပေါ်လာ product တစ်ခုမဟုတ်ဘူးသတင်းစာလုပ်ငန်းဆိုတာသူ community က product တစ်ခုဖြစ်တယ်ကျွန်တော်တို့တွေကလေ community product ကိုဘာလို့သတင်းထဲမှာလူတစ်ယောက်နှစ်ယောက်ကို interview ပြင်မယ်လည်းပဲတရအဲ့သတင်းတော့ကလူအများကြီးကိုသူကနေပြီးတော့မှ တွေ့မြင်ရတယ်ခံစားရတယ်အတန်ကြီးကြားပြီးတော့မှဒီသတင်းလေးကိုသူကစုဖွဲ့ဟာတခါကျရင်ကျွန်တော်တို့သတင်းတွေရယူတယ်ဆိုတော့အတန်တစ်ခုတည်းရယူတာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ဒီသတင်းတွေကို we must live it ကျွန်တော်တို့ကဒီသတင်းတွေတပြေးညီကျွန်တော်တို့ကနေနိုင်ရမယ်ပြောရမယ်ဆိုလို့ရှိရင်လေကပြည်သူလူထုခံစားရတဲ့ဒုက္ခတွေလည်းကျွန်တော်တို့ကဒီလိုခံစားရတာလိုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်ကျွန်တော်တို့ကသိရမယ်ဥပမာအဖြစ်နေရာတနေရာမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါဟိုစကျွန်တော်တို့ဥမြန်မာပြည် ရှမ်းပြည်ဘက်မှာဟိုကျွန်တော်တို့ရှားပါတပ်ထုတွေကြောင့်စီမံကိန်းတွေကြောင့်ကျွန်တော်တို့ဒီထိုင်းထိုင်းနိုင်ငံမှာမြည်ညဉ့်ညမ်းတယ်ဟောဖြစ်ပေါ်လာတယ်။ရှင်းပြကျွန်တော်တို့တွေကသွားပြီးလိလာခြင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဘလောက်ဒီအခြေအနေတွေစိုးနေတယ်လဲ။ဟောတကယ်ရောဟုတ်ခဲ့လားဒါမျိုးတွေပေါ့။ပြောချင်တာကကျွန်တော်တို့ဇက်ကောင်တွေကပြောပြတဲ့အချက်လက်တွေကကျွန်တော်တို့စီးစင်းတယ်လို့မျိုးဇက်ကောင်တွေကမပြောပြဘဲကျွန်တော်တို့တကယ်မြင်ရတာ။ တခါကျရင်ကျွန်တော်တို့မြင်ရတာမျိုးကိုကျွန်တော်ရဲ့ခန္ဓာကိုယ်ရင်းကိုဇီဝကံမဖြစ်စိတ်စီးဆင်းတာဒီအခြေအနေတွေကိုကျွန်တော်တို့တွေကအဲ့ကနေတစ်ဆင့်အချက်လက်တွေကကျွန်တော်တို့ကထွက်ပေါ်လာတာဒါမျိုးပေါ့သူဒီသတင်းမှာဆိုလို့ရှိရင် verification ဆိုတဲ့ process ရှိအဲ့ verification process ကကျွန်တော်တို့ကထင်သလောက်မယိုးရှင်းဘူးပြောရမှာဆိုရင် layer တွေအများကြီးရှိလာလိမ့်မယ်အဲ့ verification process ကပို့ပြီးတော့တည်ကြည်တဲ့ခိုင်ခန့်ပေါ့နော်ဆိုဟိုဆိုတော့အဲ့အဲ့အရာကြီးရဖို့အတွက် ဟိုဒီကျွန်တော်တို့ကလွတ်လပ်ခွင့်တွေလိုအပ်တယ်ကျွန်တော်တို့တွေကအခုအဲ့လွတ်လပ်ခွင့်တွေကျွန်တော်ကပျောက်ဆုံးတယ်ဒါတခုနောက်တစ်ခုကကျတော့ကျွန်တော်တို့တွေသတင်းတွေကဟိုဟိုရှင်းပြောလို့ရှင်းတက်တက်စားသုံးမှုတခုလည်းမဟုတ်ဘူးသတင်းတွေကရိုက်ခတ်မှုဖြစ်ရမယ်ပြောရမှာဆိုလို့ရှင်းကျွန်တော်တို့သတင်းတွေကမှန်လို့ရှင်းဒါတခုနဲ့ပတ်သက်ပြီးကျူးလွန်တဲ့လူကတရားရေးအရသူကရင်ဆိုင်ရမယ်ပြောရမှာဆိုလို့ရှင်းဒီဥပဒေအားနည်းလို့ကျွန်တော်တို့ကရည်လို့ရှင်းဒါလွတ်တော်မှာဒပိတ်ဖြစ်ရမယ်ပြောရမှာဆိုရင် ဒီလိုမျိုးပေါ့ဒီဟာတွေကရိုက်ခတ်မှုတွေရှိရမယ်အခုလိုမျိုးစေဘဝကြီးဖြစ်နေတဲ့အချိန်မှာအဲ့ရိုက်ခတ်မှုတွေကဒါသဘောတဘာဝအလျောက်မရှိတော့ဘူးမရှိတဲ့အခါကျတော့အခါကျလို့ရှိရင်ဆာဖတ်သူတို့ကအစင်ဟာသတင်းတွေကဘာမှအရေးမကြီးပါဘူးလို့ထင်ကောင်းထင်နေမယ်ဒီသတင်းတွေကလွဲမှားနေလို့မဟုတ်ဘူးကျွန်တော်တို့မှာဘာလဲဆိုတော့တခြားလိုအပ်တဲ့ဥပဒေမှန်တိုင်းတို့တော့တရားစီရင်မှန်တိုင်းတို့ချွေရင်းနေတယ်ဆိုတော့ပေါ်ပြတယ် အဲ့ဒီချွေးနေမှုကြောင့်သတင်းတွေအားနည်းသွားတယ်လို့လည်းတချို့ထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဒါဒီအကုန်လုံးကကျွန်တော်တို့ဟိုသတင်းလုတ်တင်နေရမှာအများကြီးရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်อืมကိုရှိဝင်းပြောတဲ့ထဲမှာကျွန်တော်တွားပြီးတော့တတိယတဲ့ဥစ္စာလေးကတော့အဲပြားကြီးမန်တိုင်ခိုင်မာမှုပေါ့နော်တရားဥပဒေစိုးမိုးမှုကဏ္ဍကိုလို့လို့မျိုးဟိုအားကောက်မှသာလေခုနကကျွန်တော်တို့လောက်ရတာလေဟိုပို့ပြီးတော့ ုတ်ပြော်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ကောင်းနာဆိုးတာတင်ပြတဲ့အခါမှာခုနကဒီကောင်းနာဆိုးတာတွေကိုပြန်ပြီးတော့ဟာတာအပြင်ဆင်ဖို့ဟာလာပြန်ပြီးတော့တိဆောက်ဖို့တစ်ဖက်ကလည်းလုပ်မယ်ဆိုရင်ဒီဟာကပို့ပြီးတော့ပိုကောင်းတဲ့ society ပေါ့ပိုကောင်းတဲ့လူအဖွဲ့အစည်းတစ်ခုကိုတွားနေတယ်ဆိုတဲ့ခံစားချက်ကျွန်တော်တို့သတင်းတောက်တွေလည်းရတဲ့အခါမှာကြာတော့ပို့ပြီးတော့လုပ်ပြော်တာပေါ့နော်ဒီလိုမျိုးပါဆိုတော့အဲ့ဒီအချိန်ခုနကတော့ ယောရှုလက်ထက်မှာတုန်းကခမရကိုတိုင်းအဲ့လိုမျိုးဟိုတရားရုံးမှာတွားပြီးတော့ရင်ဆိုင်ရတဲ့ခါမှာအဲ့ဒီအချိန်မှာကောတရားကြီးဌာနကဒူတွေရဲ့အဲ့လိုမျိုးအမြင်ပေါ့ဒီသတင်းစာလွတ်လပ်ခွင့်ကဟိုအရေးပါတယ်လို့သူတို့ဘက်ကဘယ်လိုမြင်ခဲ့လဲကျွန်တော်တို့ခုနသတင်းစာလွတ်လပ်ခွင့်ကိစ္စပြောရမှာဆိုလို့ရှင်သတင်းစာလွတ်လပ်ခွင့်ကို ဟိုတိုင်းထွာနိုင်တာကတော့ရှင်းပြောလို့ရှိရင်ကျွန်တော်တို့လူပိုင်ခွင့်တစ်ခုလည်းမှုပွင့်တယ်မြန်မာပြည်ရဲ့တရားစီရင်ရေးစနစ်ကဘယ်လောက်ကောင်းသွားသလဲဒါလည်းတော်တော်အရေးကြီးပါတယ်ရှင်းပြောရင်ကျွန်တော်အာဏာသာသိမ်းသွားတယ်တရားစီရင်ရေးဟာရှင်းပြောလို့ရှိရင်ဟိုဘလို့မှဟိုဥစား imminent ကောင်းမှုနဲ့ပြုံပြောင်းလို့မရမဖြစ်ပေါ်လာတာကိုလည်းကျွန်တော်တို့တွေးရတယ်ဥမာအဖြစ်ဗြိတိရှခေတ်ကနေပြီးဖိနှိပ်မဲ့ဆိုတော့ဥပဒေဆိုလည်းအများကြီးပဲကျွန်တော်တို့ကဆက်လက်ပြီးတော့လीဆက်လက်ပြီးရှင်သန်နေတုန်းလဲနောက်ပြီးတော့ပြည်သူလူထုလည်းတောင်းတောင်းကသတိမထားမိတဲ့ကိစ္စတွေရှိတယ်ပေါ့နော်ဥပမာအဖြစ် မြန်မာပြည်ရဲ့တရားရေးကိုဘယ်သူတွေကထိန်းချုပ်ထားတယ်တရားသူရုပ်ကဘယ်သူလဲတရားသူရုပ်ဆိုလို့ရှိရင်လည်းပဲတက်ကလာတဲ့လူပဲเนาะဟာဟာတက်ကလာတဲ့ဥထုံထုံဥထုံထုံဦးနောက်ပြီးတော့ရှင်းနေကျုပ်ဆိုလည်းတက်ကလာတဲ့ဥထုံထုံဦးပဲနာမည်တစ်ခုအပြိုင်တူသူတို့ကနေပြီးတော့ control လုပ်ထားတာကျွန်တော်တို့တွေကဥမာအဖြစ်နောက်ပြီးတော့ဟောဒီ possible အခြေခံဥဒမှာတရားရေးနဲ့ပတ်သက်တဲ့အင်မတန်အရေးကြီးတဲ့ key point တစ်ခုပါတယ်တရားသူရုပ်ကိုဘယ်အစိုးရပဲပြောင်းပြောင်းအဲ့တရားသူရုပ်ကရာထူးမပြောင်းကျွန်တော်တို့တွေက တရားသူကြီးကယာရင်တော့အတရားသူကြီးကိုအသက်80နဲ့ဘယ်လောက်လဲအသက်80လားအဲ့ဒီမှာအတီသူတောင်းထမ်းဆောင်ခွင့်ရှိတယ်လွှတ်တော်နေရလုံးဝနေပြီးတော့မှသူ့ကိုဖြစ်တင်ရှုံ့ချပြီးတော့ထုတ်မှသာလဲသူကထွက်ရမယ်အဲ့အလုပ်ဟာပြီးလှုပ်ထားတဲ့ခါကျတော့တရားစင်ကြီးကရှင်းပြောနေတော့စစ်တပ်ရဲ့အောက်ပြည်ထောင်အောင်ပါပဲကျွန်တော်တို့ကတည်ရှိနေခဲ့ပါတယ်ဒါဒီအားလုံးကကျွန်တော်တို့သတင်းလုံကန်းကိုချင်းချောက်နေတယ်ဆိုတော့ကျွန်တော်တို့ဒါမျက်ဝါးထင်ထင်ကျွန်တော်တို့ကတွေ့ခဲ့ရတယ်ကျွန်တော်6ကြောက်ခါကြီးနဲ့ကျွန်တော်တရားဆွဲခံရတယ် တရားဆွဲထခံရအခါကျွန်တော်နှစ်ပတ်တစ်ခါနှစ်နှစ်ခွဲတိတိကျွန်တော်ယုံကျင်းသွားရရန်ကုန်ကနေပြီးမန္တလေးကိုနော်ယုံကျင်းသွားဘာယုံကျင်းမှမဟုတ်ဘူးကျွန်တော်ရောရှင်းပြောရင်ကျွန်တော်အကျင့်ပန်းနေဆက်ဖို့အတွက်လှုပ်ထားတဲ့အစီမံကိန်းတစ်ခုပဲကျွန်တော်ရောက်သွားတယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အခုတခါတည်းပဲမဘာသားတွေကလာပြီးတော့မှတရားရုံးမလာပြီးတော့မှကိုဟိုတခါတည်းပဲဟိုစာစိတ်ပိုင်းဆိုင်ရာရဒါတိုက်ခိုက်ဖို့အတွက်ဆင်ထားတဲ့ကိစ္စပဲဘယ်သူမှမလာဘူးတော့တရားရုံးဆိုလို့ရှိရင်လည်းပဲဒီကျွန်တော်တရားဆွဲတဲ့ဖုန်းကြီးရဲ့ အနီးနားမှာရှိတဲ့တရားဥပမာပဲစီရင်တာကျွန်တော်လေအဲ့လိုဟာမျိုးပေါ့နော်ဒါကျွန်တော်သွားတဲ့အခါကျတော့ရှင်ဟိုဘာတရားခုမှမဖြစ်ပြပဲနဲ့ကျွန်တော်ကိုတနေုံထိုင်ပြီးတော့မှနှစ်ပတ်တစ်ခါထိုင်ပြီးတော့မှဟိုထိုင်ဆောင်ခိုင်းထားတယ်မနက်7:00နာရီသွားကျွန်တော်6:00နာရီမှကျွန်တော်ကိုပြန်ခိုင်းဘာတရားစီရင်ရုံမှမရှိဘူးနဲ့ကျွန်တော်ကိုကျင့်ပတ်နေဆက်တာပေါ့ပြောရမှာဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ဟိုအကျိုးဆက်ကတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကိုအမှုကိုလိုက်ပေးနေတဲ့ဒီမန္တလေးမှာရှိတဲ့ရှင်နေဒေါ်ရွှန်းနှုအောင်ပေါ့နော် သူဆိုလို့ရှိရင်ဒီအမှုနယ်ပဲကျွန်တော်အမှုနယ်ပဲညှိုးပြီးတော့မှသူ့ကိုအာဏာသိမ်းပြီးတဲ့ခါကျတော့ဒါဖမ်းပြီးတော့မှမတော်မတရားစီရင် ပြီးတော့မှမတော်တရားဆွဆွဲပြီးတော့မှသူ့ကိုထောင်အနှစ်20ချပလိုက်တယ်ပေါ့နော်ဆိုတော့အဲ့အချင်းရှိပါတယ်อืมဆိုတော့အဲ့ဒီကာလပေါ့ဗျာဒါကျွန်တော်တို့ဟလာအာဏာမသိမ်းခင်ထိပေါ့ငါဘယ်လိုပဲဖြစ်နေဖြစ်နေဟလာရရှိတဲ့အတိုင်းအတာတွေမှာ များတို့ကျွန်တော်တို့ဟာလာဒီသတင်းမီဒီယာလုပ်ငန်းကိုကြားတလောက်လုပ်ခဲ့ကြတာပေါ့ဗျာဆိုတော့အဲ့ဒီကာလအတွင်းမှာခမားအတွက်အဲ့လိုမျိုးအမှတ်ရဆုံးတစ်ခုဖြစ်ရက်ကဘာဖြစ်မလဲဟုတ်ကဲ့ဖြစ်ရက်တွေက3-4ခုလောက်ရှိပါတယ်ဒါပေမဲ့အထူးခြားဆုံးဖြစ်ရက်တစ်ခုဆိုလို့ရှိရင်တော့ပြောရမှာဆိုလို့ရှိရင်တော့ဒီဥက္ကဋ္ဌကိုလုတ်ကြံတဲ့အမှုပေါ့ဗျာကျွန်တော်တို့เนาะဒါဥက္ကဋ္ဌကိုလုတ်ကြံတဲ့2016 January လောက်လောက်မှာဥက္ကဋ္ဌကိုလုတ်ကြံလိုက်တယ်ဒါခေါင်းကိုတိတ်ပစ်ပြီးတော့မှ လူသက်သမားကြည်လင်းရနေပြီးတော့မှရန်ကုန်မြို့ရဲ့အထင်ကရနိုင်ငံတကာလေးစိတ်မှာလုတ်ကြလိုက်တယ်။အဲ့ဒီနေ့မှရင်ကျွန်တော်ဘလူးခံစားလိုက်ရဆိုတော့မြန်မာပြည်မှာသွေးကြောင်းတွေစီးလို့မအကြီးကြီးဒါရှေ့ပြင်းနှိမ့်ပဲလို့ကျွန်တော်ခံစားလိုက်ရတယ်။ဒါဒီ main online တို့အဆူရနေပြီးတော့လည်းပဲဟိုအသစ်တက်လာတဲ့အဆူရကိုချင်းချုပ်ပြတာ။ဒါပေမဲ့ကျန်တဲ့လူတွေအားလုံးကလည်းပဲဟိုဒီမိုကရေစီဘာဖြစ်ဖြစ်အတိုင်းအတာရတော့မယ်ဆိုဝမ်းသာနေတဲ့လူတွေကိုနှမ်းပြီးတော့မှ main online တို့ကနေပြီးတော့တနက်နဲ့ ချင်းချုပ်ပြတာလို့ကျွန်တော်ကျွန်တော်အမြင်တယ်ပေါ့နော်ဒါပေမဲ့သတင်းပိုင်းရဆိုလို့ရှိရင်တော့ကျွန်တော်ဥက္ကဋ္ဌလူကြံတဲ့ခါကျတော့ကျွန်တော်အခင်းဖြစ်တဲ့နေရာကိုကျွန်တော်သွားတယ်နော်အဲ့မှာဥက္ကဋ္ဌအလောင်းကိုပယ်သွားကြတယ်မြောက်ကလာဆေးဝင်ပယ်သွားကြတယ်ဒါပေမဲ့ကျွန်တော်အဲ့မှာပဲဆက်နေတယ်ဆက်နေပြီးတော့မှရဲတွေကိုကျွန်တော်စကားပြောကြည့်တယ်တခြားတက်စီသမားတွေပြောကြည့်တယ်ကျွန်တော်ဘာသတင်းချက်လဲမှမရဘူးနောက်တစ်နေ့ကျွန်တော်ဥက္ကဋ္ဌဟိုစာဥက္ကဋ္ဌရဲ့စာပနာကိုကြိတ်ကြိတ်တူပဲလူ လင်းကားတောင်းလောက်ရှိတယ်ကျွန်တော်ရီဝေးထဲမှာလိုက်ပို့တယ်ကျွန်တော်ကျွန်တော်အခုဒီညီချတာကိုလည်းကျွန်တော်ကြည့်တယ်ပြီးတော့ကျွန်တော်သတင်းသတင်းတပ်ပုံတွေအများကြီးရိုက်လာခဲ့တယ်ကျွန်တော်ဒါပေမဲ့အဲ့သတင်းတွေအားလုံးကျွန်တော်ကြောင်လွှဲထုတ်လိုက်ရကျွန်တော်ဘာမှမလုပ်ချင်တော့ဘူးကျွန်တော်လေဘာလို့ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒါနိုင်ငံရေးကလုတ်ကြမှုပဲဒါကြီးကိုကျွန်တော်တို့တွေကဘာမှမရေးနိုင်ပဲကျွန်တော်ဘာကျွန်တော်ဟာဘာကိုရေးရမလဲကျွန်တော်ကစာပနာတပ်ပုံလေးနေကျွန်တော်ဘာမှမရေးချင်တော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါကို ဒီဟိုစာည7နိုင်လောက်မှာကျွန်တော်ရိုက်လာတဲ့ကင်မရာလေးကိုကျွန်တော်ဖယ်လိုက်တဲ့အချိန်မှာကျွန်တော်ဖုန်းတကော့ရတယ်ဖုန်းကအင်းစင်အောင်စုစီကနေဖုန်းဆက်တယ်ဒါအင်းစင်အောင်စုကိုကျွန်တော်ရခင်ထဲထောင်ထဲမှာလည်းကျွန်တော်တည်ကျွမ်းပူတယ်ပြီးတဲ့အခါနောက်ပိုင်းကျွန်တော်လုပ်တဲ့အချင်းထောင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ရဲ့ဘဝအကြောင်းလည်းကျွန်တော်သိကျင်တဲ့အခါကျတော့သူမေးမြန်းမှုတွေဆိုတဲ့အခါကျတော့ကျွန်တော်လည်းဟိုကဆက်သွယ်ရှိတော့သူကကျွန်တော်လှမ်းဆက်တယ်လှမ်းဆက်တော့ကျွန်တော်သိလိုက်ပြီဒီအမှုကဥက္ကုဏီကိုလုတ်ကြံတဲ့အမှုကရာဇဝတ်သားတွေပါမယ်ဆိုတော့ကျွန်တော်ခံစားနိုင်တယ်ပေါ့နော် ထုံးစံတာပဲသူပြောရတဲ့အတိုင်းပဲသူ့ကိုတတ်ဖို့အတွက် assignment ပေးတယ်ဒါညီကိုနှစ်ယောက်ဖြစ်တဲ့အောင်ဝင်းစော်နဲ့အောင်ဝင်းခိုင်နော်အာဒါအောင်ဝင်းခိုင်ဆိုတက်ကနေပြီးတော့အရာရှိဘုံမူကြီးဆင်ရှိတယ်ပေါ့နော်သူရဲ့ညီဖြစ်တဲ့အောင်ဝင်းစော်အောင်ဝင်းစော်ကရာဇဝမှုတွေနဲ့ထောင်ချခဲ့ဘူးလေကြည်လင်းတို့ဒါအစ်စင်အောင်စိုးနဲ့နေခဲ့ဘူးလေပေါ့နော်ဆိုတော့သူတို့တွေကနေ assignment ပေးတယ်အဲ့ assignment သူမယူခဲ့ဘူးပေါ့နော်မယူခဲ့ဘဲနဲ့ဒါဒီလိုဖြစ်တာပေါ့ခုကိုနေလောက်ကြံခံမှာသူရခင်ကကြိုသိတယ်ပေါ့ကျွန်တော်ကအဲ့ဒါဘာလို့လဲလဲဆိုတော့ကျွန်တော်မှရှုပ်ထွေးသွားတယ် ဒီသတင်းကိုကျွန်တော်ဘယ်လိုရေးရမလဲကျွန်တော်တို့သတင်းဆိုတာခိုင်မာမှုဖြစ်မှရေးလို့ရမယ်ဒီသတင်းကိုခိုင်မာအောင်ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲဘလို့မှလုပ်လို့မရဘူးဒီအချိန်တွေပါဒါမှတစ်ဖက်မှာလည်းပဲရာဇဝတ်သားတွေရှိနေတယ်ကျွန်တော်တို့ဒီမျိုးတွေမှာတယ်ဒီရာဇဝတ်သားတွေကိုဖမ်းဆီးရရှိမှုအတွက်ကျွန်တော်တို့ကဒီနိုင်ငံမှာရှိတဲ့လူတွေမှာတာဝန်ရှိတယ်ကျွန်တော်ကသတင်းတော့တယောက်တည်းမကဘဲနဲ့ကျွန်တော်ကဒီလူအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်ကျွန်တော်မှတာဝန်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီညကနေချက်ချင်းပဲအင်းဆောင်ဆိုဖုန်းချလိုက်ပြီးတပြန်နဲ့ကျွန်တော် ရန်ကုန်တိုင်းရဲ့ရဲမှုချုပ်ဟာဝင်းနိုင်ကိုကျွန်တော်ဦးဝင်းနိုင်ကိုကျွန်တော်ဖုန်းဆက်တယ်။ तू ကကောင်းမွန်ပြန်ဖြေပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်မကောင်းတာက तू ကကျွန်တော်တရင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိဘူး။နော်။နောက်တစ်နေ့ကျွန်တော် incident အောင်ဆိုမနှက်ကြရင်တော့တွေ့တယ်။တွေ့တဲ့အခါမှာကျွန်တော်သွားပြီးတော့မှတေချာ interview လုပ်တယ်။လုပ်ပြီးတော့မှအသံ file လေးတွေကျွန်တော်ယူလာယူလာပြီးတော့မှရန်ကုန်တိုင်းရဲမှုချုပ်ယုံသွားပြီးကျွန်တော်ထပ်ပြီးတော့မှရဲမှုချုပ်ဝင်းနိုင်ကိုပြီးတယ်။သူတို့စိတ်ဝင်စားအောင်စိတ်ဝင်စားအောင် နောက်ပြီးတော့အင်းစင်အောင်စုစီကနေပြီးတော့မှတချို့ရခဲ့တဲ့သတင်းအချက်လက်တွေရှိတယ်ပေါ့နော်။ဘာလဲဆိုတဲ့ခါကျတော့သူတို့ကဥက္ကဋ္ဌကိုလောက်ကြံမယ်။လောက်ကြံပြီးလို့ရှိရင်သူ့ကိုဘုသူတော်မောင်းတော်ကိုပို့မယ်။အဲ့မှာရာဆွေတကယ်ရာဆွေသားနဲ့ပတ်သက်တဲ့အမှုကျူးလွန်ခဲ့တဲ့လူတွေကိုစုစည်းထားတယ်။ပြီးတော့မှတခါတည်းပဲသူတို့ပြောတာဒါဘင်္ဂလီရွာတွေကိုဝင်စီးမယ်။မိန်းမတွေကိုမထိန်ချင်မယ်။ပစ္စည်းရာသမျှပစ္စည်းကိုကိုရကိုယူအဲ့ဒါလောက်ရမယ်။ဒါ2016မှာနော်။ ဟို95မှာလဲကွာအစ်စင်အောင်စုလာကန်းကန်းနေပြီဆိုတော့အဲ့ဒီအဲ့ဒီသတင်းကျွန်တော်ဖြစ်ပေါ်လာပါအဲ့ဒါသွားပြီးတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်မှာဘလူတွေးရတယ်ဖြစ်တော့ကျွန်တော်သတင်းတော့သတင်းတော့ဆိုတော့ရဲကိုသွားပြီးတော့ကသတင်းချက်လည်းမပေးရဘူးလေဒါပေမဲ့သတင်းတော့ဆိုတော့ကကြတော့ကျွန်တော်တို့ကဟိုရှစ်ဒါရခင်ကကျွန်တော်တို့ရှိခဲ့တဲ့အခြေအနေဆိုအာနာပါရီနဲ့ကျွန်တော်ကဘာမှပတ်သက်ရအောင်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကနိုင်ငံသားတယောက်လည်းဖြစ်တယ်လူ့ဖွဲ့စည်းအဖွဲ့ဝင်တယောက်လည်းဖြစ်တယ် ကျွန်တော်သတင်းရေးပြီးတော့လုံနေတဲ့အချိန်မှာဒီလိုကလွတ်သွားမှာလေလွတ်သွားရင်ကျွန်တော်တာဝန်ရှိတယ်အပြစ်မကင်းဘူးလေကျွန်တော်ကဆိုတော့အဲ့ဒါကျွန်တော်တက်နိုင်နေများကျူးစားတယ်ပြီးတော့ကျွန်တော်သဘောပေါက်ပါတယ်သူတို့စိတ်ဝင်စားအောင်ဆိုတော့ဒါနိုင်ငံတော်လောက်ကြံမှုပဲနော်အဲ့ဒါနဲ့ဒါမဲ့ကျွန်တော်တို့ဒီဘက်လောက်အချိန်ယူရခါခါကြတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတဲ့ခါကြတော့ကျွန်တော်လာဝကယုံနေသွားတယ်အဲ့အောင်ဝင်းစော်တို့အောင်ဝင်းခိုင်တို့နေတဲ့လာဝကယုံတွေကိုကျွန်တော်တို့ရှီကယုံကလူတွေဆေးလွတ်တယ်သူတို့ရဲ့အထောက်အထားရေကျွန်တော်ရတယ် ကျွန်တော်တို့ကအတိပြုပဲအောင်ဝင်းဆိုတော့တကယ်ရှိသလားအောင်ဝင်းခိုင်ဆိုတော့တကယ်ရှိသလားတို့ကဘယ်နေရာတွေမှာနေထိုင်တယ်လဲဒါတွေကို identity ကိုကျွန်တော်တို့တွေအတိပြုပြီးတဲ့အခါမှာကျွန်တော်တို့ဒီသတင်းကိုရေးလိုက်တယ်ဒီသတင်းရေးပြီးတော့မှပဲရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့မှကျွန်တော်တို့ဒီအောင်ဝင်းဆိုကိုဖမ်းလိုက်တယ်ပေါ့အဲ့ဒီအဲ့ဒီအဖြစ်ပြတော့ကျွန်တော်ဟိုတော်တော်လေးကိုကျွန်တော်တို့အတွက်ဟိုခြောက်ခြားစရာလည်းဖြစ်တယ်အင်တာနက်စိတ်ဝင်စားစရာဖြစ်တယ်နောက်ပြီးတော့လက်ရှိမြန်မာပြည်ရဲ့အခြေအနေအများကြီးဆက်ဆက်နေတယ်ဘာလဲဆိုတဲ့အခါကျတော့မင်းအွန်လိုင်းကသူက ်ရှင်းပြောလို့ရှိရင် तू အနာသိမ့်တော့မယ်ဒီတိုင်းပြည် तू လိုဝကြီးအုပ်တော့မယ် तू စန့်ကျင်တဲ့လူဖန်တဲ့ပြောက်သွေးချောင်းစီးပြီးတော့ तू တတ်တော့မယ်ဆိုတာကို तू ဟာစတင်ပြီးတော့ခြေလှမ်းလှမ်းနေပြီဆိုတာကိုထက်ဟတ်တာပဲကျွန်တော်တို့ရဲ့စနေတင်းစကားအဝိုင်းတန်လှွင့်စီစဉ်ကိုအီမာနေမယ်ရနာခွေပြူပါခင်ဗျာအစီအစဉ်ကိုအစဆုံးနားဆင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ရှိကြပါရှိတဲ့ပတ်ဒီအချိန်မှာပဲကြံစုံရအောင်နော်